ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ Weekly Spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်အောင်ပါခင်ဗျာကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဟာအရှိတောင်အာရှ၁၇နိုင်ငံလုံးအတွက်ပြိုင်ပွဲတစ်တခုစတင်ကျင်းပသွားမယ်လို့အော်တိုဘားလ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကြေညာခဲ့ပါတယ် မြို့တော်ကွာလာလမ်ပူမှာရှိတဲ့ Convention Center မှာကျင်းပတဲ့58ကြိမ်မြောက် ASEAN ထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်အစီအစဉ်အတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစွာကျွန်လွား MOU လက်မှတ်ရေးထိုးပြီးတဲ့နောက် FIFA ဥက္ကဋ္ဌ Gianni Infantino ကကြေညာခဲ့တာဖြစ်ပါတယ်ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဟာအရှေ့တောင်အာရှ၁၇နိုင်ငံလုံးအတွက်ပြိုင်ပွဲတစ်ခုစတင်ကျင်းပသွားမယ်လို့အော်တိုဘားလ၂၆ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကြေညာခဲ့ပါတယ်။ မြို့တော်ကွာလာလမ်ပူက convention center မှာကျင်းပတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်အစည်းအဝေးအတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာကြွန်လွှာ MOU လက်မှတ်ရေးထိုးပြီးတဲ့နောက် FIFA ဥက္ကဋ္ဌ Gianni Infantino ကကြေညာခဲ့တာပါသူကဒီပြိုင်ပွဲကို FIFA ရဲ့နိုင်ငံတကာပွဲစဉ်ပြက်ကလေးရဲ့မူပေါင်းထဲမှာအကောင်ဆုံးကစားသမားတွေနဲ့အတူဘောလုံးအကစားကိုအမှန်တကယ်မြင့်တင်ပေးဖို့ရည်ရွယ်ပါတယ် ဒါမှသာဒီပြိုင်ပွဲဟာဒေတာတွင်မှသာမကကဘာတဝမ်းလုံးမှာပါတက်ရောက်မှုရှိစေမှာပါလို့ပြောပါတယ်။ဘောလုံးကကဘာကြီးကိုစီလုံးစေပါတယ်။ပြီးတော့ကျွန်တော်တို့ကအခု17နိုင်ငံပါတဲ့အာဆီယံနိုင်ငံတွေနဲ့အတူကဘာကြီးကိုစီလုံးစေမှာပါ။ FIFA ASEAN ဖလားကဒေတာတွဲမှာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့သူကဆိုပါတယ်။ ဒီ MOU ကို2025အာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ကမ္ဘောဒီးယားနိုင်ငံကအာဆီယံထွတ်ထွေအတွင်းရေးမှူးချုပ်ဒေါက်တာကာကိုကင်ဟွန်တို့ကလက်မှတ်ရေးထိုးခဲ့တာပါ Infantino ကအရှိတောင်အာရှဟာပြိတ်သက်တန်း900နဲ့အတူကဘာပေါ်မှာအားကောင်းဆုံးဘောလုံးဒေသတွေတဲကတခုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်မလို့ဘောလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကဈေးကွက်ကောင်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ ဘယ်ချိန်စတင်မယ်ဆိုတာအပါအဝင် ပြိုင်ပွဲအသေးစိတ်ကိုတော့ Infantino ကမပြောခဲ့ပါဘူး။ရှစ်တောင်အာရှဟာလက်ရှိမှာ ASEAN Championship ဆိုတဲ့ဒေသတွင်းပြိုင်ပွဲရှိနေပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုဒေသတွင်းရဲ့ထိပ်တန်းပေါ်လုံးပြိုင်ပွဲဖြစ်အများကသတ်မှတ်ထားကြပါတယ်။အထူးသဖြင့်စီကိန်းပြိုင်ပွဲမှာအသက်အရွယ်ကန့်သက်ထားတဲ့ပြိုင်ပွဲဖြစ်ပြောင်းလဲလိုက်ပြီးတဲ့နောက် ASEAN Championship ဟာဒေသတွင်းရဲ့အရေးပါဆုံးပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲကို1996ခရဲကစတင်ကျင်းပခဲ့တာဖြစ်ပြီးလက်ရှိမှာ29နှစ်တာကာလအတွင်းစုစုပေါင်း14ချိန်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ထိုင်းက9ချိန်နဲ့အအောင်မြင်ဆုံးဖြစ်ပြီးသူ့နောက်မှာတော့စင်ကာပူက4ချိန်ရရှိထားပါတယ်။ဒါပေမဲ့စင်ကာပူကိုကိုးစားပြုတဲ့ချင်းသိများရဲ့နောက်ဆုံးအောင်ပွဲကတော့2012တုန်းကဖြစ်ခဲ့တာပါ။လာမယ့်15ကြိမ်မြောက်ပြိုင်ပွဲကိုတော့အာဆီယံဟွန်တိုင်းဖလားလို့နာမည်ပြောင်းထားပြီး2026အတွက်သတ်မှတ်ထားပါတယ်။ ်မေလာမာဟွန်တိုင်းဟာ Mitsubishi Electric Suzuki နဲ့တိုက်ကားပြရာတို့နောက်၅ခုမြောက်စပွန်ဆာဖြစ်လာတာပါဒီပြိုင်ပွဲကိုအာဆီယံဘောလုံးဖွဲ့ချုပ် AFF ကဦးစီးကျင်းပတာဖြစ်ပါတယ် FIFA အသီးအမှတ်ပြုအာဆီယံဖလားပြိုင်ပွဲအစ်ပေါ်ပေါက်လာတာဟာလက်ရှိကျင်းပနေတဲ့အာဆီယံချန်ပီယံရှစ်အတွက်ဘလို့အတိတ်ပဲတည်ရောက်မှုတွေရှိလာမလဲဆိုတာကတော့မရှိမလင်းဖြစ်နေပါတယ် FIFA ရဲ့နိုင်ငံတကာပွဲစဉ်ပြက်ကတိုင်အတွင်းမှာအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမပါဝင်တဲ့အတွက်ကလပ်အသင်းတချို့ဟာသူတို့ရဲ့ကစားသမားတွေကိုတက်ဆိုင်ရာနိုင်ငံအသင်းတွေစီစေလွတ်မပေးတာမျိုးတွေမကြသေးခင်ကကြုံတွေ့ခဲ့ရပါတယ်။ဘာစီလိုနာအသင်းအရင်းနှီးခဲ့တဲ့ Atletico ပွဲစဉ်မှာလာမင်ယာမဲရဲ့ကွင်းတွင်းဆွမ်းဆောင်ရေးထက်ပွဲမတိုင်ခင်သူပြောထားတာတွေကပိုပြီးကြည့်ရိုက်ခဲ့ပါတယ်။ ပြီးတော့အသက်၁၈နှစ်အရွယ်ကျယ်ပွင့်အနေနဲ့ရှေ့ဆက်သွားဖို့အတွက်အဖိုးတန်သင်ကန်းစာတချို့ယူလို့ရပါတယ်။ဘာစီလိုနာအသင်းအရေးနိုင်ခဲ့တဲ့ Galaxy ကိုပွဲစဉ်မှာလာမင်းရာမဲရဲ့ကိုင်းင်းဆွမ်းဆောင်ရေးထက် ပွဲမတိုင်ခင်သူပြောထားတာတွေကပိုပြီးကြည့်ရိုက်ခဲ့ပါတယ်။ပြီးတော့အသက်18နှစ်အရွယ်ကျယ်ပွင့်အနေနဲ့ရှေ့ဆက်သွားဖို့အတွက်အဖိုးတန်သင်ကန်းစာတချို့ယူလို့ရပါတယ်။ ပွဲမတိုင်ခင်သူပြောခဲ့တဲ့မှတ်ချက်တွေဟာမြို့တော်မက်ဒရစ်မှာပြင်းထန်တဲ့ဝေဖန်မှုရဲ့အဓိက ပြစ်မှတ်ဖြစ်လာခဲ့တဲ့နောက်ဒီဆဲဂျောတက်တွေဟာပထမဆုံးအနေနဲ့ကိုယ်ဝန်တစ်ခုလုံးကပြည်သက်တွေရဲ့ဒေါသကိုတဦးတည်းခံခဲ့ရပါတယ်။လူမှုမီဒီယာ live stream တစ်ခုမှာယာမဲကရီယယ်မက်ဒရစ်ကခိုးတယ်ပြီးတော့လဲစောရကတက်တယ်လို့နောက်ပြောင်းရင်းမှတ်ချက်ပေးခဲ့ပါတယ်။ရလအနေနဲ့ Los Blancos တို့အောင်ပွဲခံနေစဉ်အတွင်းမှာ Santiago Bernabeu ပြည်သက်တွေကရာမဲကိုအပြင်းထန်လောင်ပြောင်ခဲ့ကြပါတော့တယ်။ နိုင်ပွဲကြောင့်မက်ဒရစ်ကလာလီဂါဇယားထိပ်မှာဘာကာထက်၅မှတ်အသာရသွားပါတယ်။ပွဲပီကန်ဒီမှာစိတ်ကံစားမှုမြင့်တက်လာခဲ့ပြီးနောက်ဆုံးပွဲသိမ်းခရမှုချိန်မှာတော့ရီယယ်မက်ဒရစ်ကစားသမားတွေဟာအသင်းကောင်းဆောင်ဒါနီကာဗာဂျီယားရဲ့ဦးဆောင်မှုနဲ့ရာမဲကိုသွားပြီးတုံ့ပြန်ခဲ့ကြပါတယ်။ရမဲအတွက်သင်ကန်းစာတစ်ခုကတော့သူ့အနေနဲ့အငင်းပွားဖော်ရစကလုံးတစ်ခုခုကိုပြောလိုက်တာနဲ့ Matrix Media တွေကအမြဲပဲချိန်ကားဖော်ပြလိမ့်မယ်ဆိုတာပါ ပြိုင်ဘက်ဘာစီလိုနာဘက်ချံမှာလည်းအဲ့ဒီအတိုင်းပါပဲရာမဲရဲ့စွမ်းဆောင်ရည်ညံဖြစ်မှုကကိုင်းနေကပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်တယ်လို့ပွဲပယ်ခံထားရတဲ့နီးပြချုပ်ဟန်စီ ဖလစ်စာတာဝန်ယူခဲ့တဲ့ဘာစီလိုနာရဲ့လက်ထောက်နီးပြမာကတ်ဆော့ကပြောပါတယ်ရာမဲဟာသူ့ရဲ့ကစားသမားဘဝအစမှာအခုလိုအတွေ့အကြုံမျိုးအများကြီးမကြုံဘူးသေးပေမဲ့တချို့အချိန်တွေမှာတော့သူပြောခဲ့တာတွေအတွက်အကျိုးဆက်ကိုခံစားရမယ်ဆိုတာကိုလည်းသိယူခဲ့ရပြီဖြစ်ပါတယ် သူဟာပြီးခဲ့တဲ့နှစ်ကစပိန်အသင်းနဲ့2024ယူရိုဖလားရခဲ့ပြီးတဲ့နောက်ဘာစီလိုနာနဲ့ပြည်တွင်းဖလား၃လုံးစုခူးခဲ့သလိုဘောလုံးရွှေဘောလုံးစုဘလွန်ဒီအော်မဲပေးမှုမှလည်းဒုတိယရခဲ့သူပါဒီတိုက်စစ်ကစားသမားဟာလူမှုမီဒီယာပေါ်မှာမကြာခဏဆိုသလိုထိငော့ပြောဆိုလေးရှိပြီးပြီးခဲ့တဲ့ရာသီကလည်းရီယယ်မက်ထရစ်ကစားသမားတွေအနေနဲ့သူ့ကိုနိုင်မှပဲလာပြောလို့ဆိုခဲ့ပူပါတယ် ဒါပေမဲ့အက်ကလစီကိုလိုပြိုင်ဆိုင်မှုပြင်းထန်ပြီးတမိုင်းရောင်ကြီးမှလည်းပွဲစဉ်နေမှာတော့လွှမ်းမိုးမှုအတက်အကျအောင်မြင်မှုနဲ့ကြာဆုံးမှုတွေကအမြဲရှိနေမှာပါ။ဘာစီလိုနာဟာပြီးခဲ့တဲ့ရာသီကကလစီကို၄ပွဲစလုံးကိုအနိုင်ရခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကစားသမားတွေဟာဒီခံစားချက်ကိုစိတ်ထဲတေးမှတ်ထားခဲ့ကြပြီးအနိုင်ရပြီးတဲ့နောက်မှာ၁၈နှစ်အရွယ်ရာမဲစီကိုတွားရောက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်အတွက်အနိုင်ကိုတွင်းခဲ့သူဂျူ့ဘယ်လင်ဟန်က သူ့ရဲ့ Instagram စာမျက်နှာမှာရမဲကိုရည်ညွှန်းတဲ့သဘောမျိုးနဲ့ပါဇက်နဲ့ပြောရတာကတော့လွယ်တယ်လို့ရေးသားခဲ့ပါတယ်တူရကီဘောလုံးအဖွဲ့ချုပ်ဟာ Professional League တွေကဒိုင်လူကြီး150ကျော်ကိုဘောလုံးပွဲစဉ်တွေအပေါ်လောင်းကစားပြုလုပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးနေပါတယ် က်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့ဒိုင်းလူကြီး982ဦးတည်းက382ဦးဟာလောင်းကစားကုမ္ပဏီတခုခုမှာအကောင့်အနည်းဆုံးတစ်ခုရှိတယ်လို့အစိုးရအေဂျင်စီတွေကဆုံးဖြတ်အတည်ပြုပြီးပြီဖြစ်ကြောင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအီဘရာဟင်ဟာဂျီအိုစမာနိုဂလူကတနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ တူရကီဘောလုံးဖွဲ့ချုပ်ဟာ Professional League တွေကဒိုင်လိုဂျီ150ကျော်ကိုဘောလုံးပွဲစဉ်တွေအပေါ်လောင်းကစားပြုလုပ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးနေပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဒိုင်လိုဂျီ981ဦးထဲက381ဦးဟာလောင်းကစားကုမ္ပဏီတစ်ခုခုမှာအကောင့်အနည်းဆုံးတစ်ခုရှိတယ်လို့အစိုးရ Agency တွေကဆုံးဖြတ်အတည်ပြုပြီးဖြစ်ကြောင်းဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ Ibrahim Hachi Osman Noglu ကတင်းလာနေတဲ့တင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ဟာချီအိုစမန်နိုဂလိုရဲ့ပြောကြားချက်အရအကောင့်ရှိတဲ့ဒိုင်လိုဂျီ152ဦးဟာဘောလုံးပွဲတွေမှာလောင်းကစားလုပ်ခဲ့ကြပြီးအဲ့ဒီအထက်မှာထိတ်တန်းအဆင့်ဒိုင်လိုဂျီ9ဦးနဲ့ထိတ်တန်းအဆင့်လက်ထောက်ဒိုင်15ဦးပါဝင်ပါတယ်။ဒိုင်လိုဂျီ10ဦးဟာငားနဲ့အတွင်းမှာပွဲပေါင်းတထောင်ကျော်စီလောင်းကစားလုပ်ခဲ့ပြီးတဦးတည်းဆိုရင်ပွဲပေါင်း18228ပွဲအထိလောင်းကစားလုပ်ခဲ့ပေမဲ့တချို့ကတော့တစ်ချိန်တည်းသာလုပ်ခဲ့တယ်လို့ဟာချီအိုစမန်နိုဂလိုကထပ်လောင်းပြောပါရတယ်။ တူရကီဘောလုံးလောကပြောင်းလဲဖို့လိုအပ်နေပြီဆိုတာကျွန်တော်တို့သိပါတယ်လို့ဟာချီကဆိုပါတယ်တူရကီဘောလုံးလောကကိုဒါရဲ့အမှန်ကန်တဲ့နေရာကိုမြင့်တင်ပေးဖို့နဲ့အညစ်အကြေးတွေအားလုံးကို ရှင်းပြပေးဖို့ကကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်လို့ဆိုပါတယ်ဒီအမှုတွေကိုအဖွဲ့ချုပ်ရဲ့စည်းကမ်းထိန်းသိမ်းရေးပုတ်ဖွဲ့ကချက်ချင်းကင်တွယ်ဖြည့်ရှင်းသွားမယ်လို့လဲဟာချီအိုစမာနိုဂရူကပြောကြားခဲ့ပါတယ်။ လီယိုနယ်မက်ဆီဟာလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းအတွက်ကိုစားပြုကစားခြင်းပေမဲ့အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပို့နိုင်မလားဆိုတာမဆုံးဖြတ်သေးခင်ခန္ဓာကိုယ်ရဲ့အခြေအနေကိုကဲဖြတ်သွားမယ်လို့ပြောပါတယ်။လီယိုနယ်မက်ဆီဟာလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းအတွက်ကိုစားပြုကစားခြင်းပေမဲ့အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပို့နိုင်မလားဆိုတာမဆုံးဖြတ်ရသေးခင်ခန္ဓာကိုယ်ရဲ့အခြေအနေကိုကဲဖြတ်သွားမယ်လို့ပြောပါတယ်။ မေဂျာလိကလပ်အင်တာမိုင်ယာမီတို့ကစားနေတဲ့အသက်38နှစ်အရွယ်တိုက်စစ်ကစားသမားဟာ2022ကမ္ဘာဖလားမှာအာဂျင်တီးနားကိုဦးဆောင်ပြီးပိုဆွဲခဲ့သူပါလာမယ့်နှစ်မြောက်အမေရိကမှာ LB Celtic လို့ချန်ပီယံစုကာကွယ်ရမှာဖြစ်လို့မက်ဆီအနေနဲ့ကိုင်းထဲမှာပါဝင်ခြင်းစိတ်ပြင်းပြနေပါတယ် ရွှေဘောလုံးစုဘလွန်ဒီအော်ကို၈ချိန်တိုင်တိုင်စုကူထားတဲ့မက်ဆီဟာအမေရိကန်မက္ကဆီကိုနဲ့ကနေဒါတို့ပူးတွဲအင်ရှင်ဖြစ်လက်ခံကျင်းပမယ့်ကမ္ဘာဖလားမှာပါဝင်ကစားဖို့ရှိမရှိဆုံးဖြတ်ချက်မချရသေးခင်လာမယ့်နှစ်မှာသူခန္ဓာကိုယ်ကဘလို့ခံစားရမလဲဆိုတာကိုစောင့်ကြည့်သွားမယ်လို့ဒေးနာနေကထုတ်လွှင့်ခဲ့တဲ့ NBC News နဲ့အင်တာဗျူးမှာပြောပါတယ်ကမ္ဘာဖလားမှာပါဝင်ခွင့်ရတာထူးခြားတဲ့အရာတစ်ခုပါပြီးတော့ကျွန်တော်လည်းပါဝင်ကစားခြင်းပါတယ်လို့လာမယ့်ဇွန်လမှာအသက်39နှစ်ပြည့်မဲ့မက်ဆီကပြောပါရယ် ကျွန်တော်အဲ့ဒီနေရာမှာရှိနေခြင်းနဲ့ကောင်းမွန်နေခြင်းပါတယ်ကျွန်တော်အဲ့ဒီနေရာမှာရှိနေမယ်ဆိုရင်ကျွန်တော်ရဲ့လက်ရွေးစင်အသင်းကိုကူညီနိုင်မဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခြင်းပါတယ်လို့ဆိုပါတယ်2004ခုနှစ်ကတည်းက professional ကစားသမားဘဝကိုဖြတ်တန်းလာခဲ့တဲ့ Messi ဟာဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးစင်မြင့်မှာနောက်ထပ်တစ်ကြိမ်ကျယ်တဝန်းလိုထွန်းတောက်ခွင့်ကိုလိုချင်နေပါတယ်။ 18နှစ်အရွယ်မှာဘာစီလိုနာအသင်းနဲ့လာလီဂါမှာကစားခဲ့တဲ့မက်ဆီဟာ2021ခုနှစ်မှာ PSG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်မှာတော့မေဂျာလိကိုရောက်ရှိလာခဲ့ပါတယ်။မိုင်ယာမီမှာနေထိုင်တာနဲ့ပတ်သက်ပြီးမက်ဆီကဒီမှာနေထိုင်ရတဲ့အကြောင်းအရာအလုံးကိုကျွန်တော်တကယ်ပဲသဘောကျပါတယ်လို့ပြောပါတယ်။ကျွန်တော်ဟာဘာစီလိုနာမှာအချိန်တော်ကြာနေခဲ့တယ်။အဲ့ဒီမျိုးကကျွန်တော်တို့အထူးခြားတဲ့မျိုးပါကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာဖြစ်ပြီးအမကန်ခိုက်တက်နေအများကြီးရှိခဲ့လို့အယံလွန်ဆုံမိပါတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မာယာမီကတော့ကျွန်တော်တို့ကိုအရန်ကောင်းတဲ့နေထိုင်မှုမျိုးပေးဆွနိုင်တဲ့မျိုးတို့မျိုးပါဘဝကိုပျော်မွေ့စေတဲ့စိတ်အေးချမ်းသာစွာနေထိုင်တဲ့ကလေးတွေလည်းပုံမှန်အတိုင်းနေထိုင်ပြီးနေ့စဉ်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်စေတယ်လို့မက်ဆီကဆိုပါတယ်မက်ဆီဟာအာဂျင်တီးနားလက်ရွေးစဉ်အသင်းအတွက်195ပွဲကစားထားပြီး134ကိုတွင်ယူထားပါတယ် ချန်ပီယံလိချန်ပီယံပယ်ရင်စိတ်ဂျာမင် PSG အသင်းဟာပြီးခဲ့တဲ့ရာသီမှာကလပ်စံချိန်တင်ဝင်ငွေယူရို838တန်းဒေါ်လာ986တန်းရရှိခဲ့တယ်လို့အင်ကာနီမှာထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရသိရပါတယ်။အသင်းကထုတ်ပြန်တဲ့အစင်းစရာတွေထဲမှာပွဲရက်နေ့ဝင်ငွေယူရို185တန်းနဲ့မိဖက်အသစ်6ခုပေါင်းစည်းပြီးရခဲ့တဲ့စီးပွားဖြစ်ဝင်ငွေယူရို368တန်းတို့ပါဝင်ပါတယ်။ ချန်ပီယံလိချန်ပီယံပဲရစ်စိန့်ဂျာမိန် PSG အသင်းဟာပြီးခဲ့တဲ့ရာသီမှာကလပ်စံချိန်တင်ဝင်ငွေယူရို838တန်းဒေါ်လာ986တန်းရရှိခဲ့တယ်လို့အင်္ဂါနေ့ကထုတ်ပြန်တဲ့ကိန်းဂရက်နေအရသိရပါတယ်။အသင်းကထုတ်ပြန်တဲ့စင်းစရာတွေထဲမှာပွဲရက်နေ့ဝင်ငွေယူရို185တန်းနဲ့မိဖက်အသစ်6ခုပေါင်းစည်းပြီးရခဲ့တဲ့စီးပွားအဖြစ်ဝင်ငွေယူရို368တန်းတို့ပါဝင်ပါတယ်။ ဒီကိန်းကနန်းတွေဟာအမျိုးသားမျိုးသမီးဘောလုံးအသင်းတွေအပြင်လက်ပစ်ဘောနဲ့ဂျူဒိုအသင်းတွေကဝင်ငွေတွေကိုလည်းထည့်ပေါင်းထားတာပါ နိုင်ရှင်ကြည့်မယ်ဆိုရင်2023-2024ရာသီရဲ့ဝင်ငွေဟာယူရို106တန်းဖြစ်ပြီးဥရောပဘောလုံးလောကမှာတတိယအများဆုံးဝင်ငွေဖြစ်ခဲ့ပါတယ် PSG အမျိုးသားအသင်းဟာပြည်တွင်းဖလားနှလုံးကိုရရှိခဲ့တဲ့အပြင်ချန်ပီယံလိဖိုင်နယ်ပွဲမှာအင်တာမီလန်ကို9-6မရှိနဲ့အနိုင်ရပြီးပထမဆုံးအကြိမ်ဖြစ်ပိုဆွဲခဲ့ပါတယ်။ ဒီဗလာဟာ2011ခုနှစ်ဇွန်လမှာကလပ်ကိုစတင်ပိုင်ဆိုင်ခဲ့တဲ့ကာတာရင်းနှီးမြှုပ်နှံသူကျွတ်ဆိုင်အနေနဲ့လိုချင်တောင်းတခဲ့တဲ့ဆူဗလာဖြစ်ပါတယ်။ Folk Magazine ရဲ့မေလအစည်းအရ PSG အသင်းတန်ဖိုးဟာဒေါ်လာ4.6ဘီလီယံရှိပြီးကမ္ဘာတန်ဖိုးအရှိဆုံးဘောလုံးအသင်းတွေထဲမှာတတိယနေရာရှိနေပါတယ်။ ရီယယ်မက်ထရစ်ကဒေါ်လာ6.85ဘီလီယံနဲ့ဦးဆောင်နေပြီးမန်ချက်စတာယူနိုက်တက်ကဒေါ်လာ6.6ဘီလီယံစပိန်ချန်ပီယံဘာစီလိုနာကဒေါ်လာ5.65ဘီလီယံတို့ကနောက်ကနေလိုက်နေပါတယ်။ ဒါပေမဲ့လီဂူ1ရဲ့ရုပ်တံဝင်ငွေနည်းပါတာနဲ့ဥရောပမှာရှိတဲ့တခြားထိပ်တန်းကလပ်တွေနဲ့နှိုင်းယှဉ်ရင်သီးသသာသိငယ်နေတဲ့ပက်ဒီပရန့်ကွန်ရဲ့၄၈၀၀သာဝင်ဆက်မှုပမာဏတွေကြောင့် PSG ရဲ့နောက်ထပ်ငွေကြေးတိုးပွားမှုကိုအဟန့်တာဖြစ်နေပါတယ်။ပက်ဒီပရန့်ကွန်ကို Paris မြို့တော်ခမ်းမကပိုင်ဆိုင်ထားပြီး Paris မြို့တော်ဝန် Anhita ကိုဟာကွင်းကိုကလပ်အသင်းထံရောင်းချဖို့စံနာမရှိပါဘူး။ အသင်းကတခြားနေရာကိုမပြောင်းဘဲဒီကွင်းကိုဝယ်ယူပြီးတိုးချဲ့ဖို့မျှော်လင့်ခဲ့တာပါလက်ရှိကွင်းကနေခွဲထွက်ပြီးမြို့ပြင်ပပက်စီဒါမမဟုတ်မက်စီဒေတာမှာအ ਨੇ ဆုံးပြိသက်6000ဆက်မဲ့ပိုကြီးမားတဲ့အာကစားကွင်းသစ်တိဆောက်ရေးအစီအစဉ်တွေကိုတော့စဉ်းစားဆဲဖြစ်ပါတယ်။ကွင်းသစ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုလာမယ့်နှစ်စောင်းရာသီမှာချမှတ်နိုင်ပွဲရှိတယ်လို့မျှော်လင့်ရပါတယ်။ မြစည်းမရဲ့ weekly spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။